အစားအသောက်ရတာလေးကလည်းကောင်းနေဆိုမဲ့ဘိုက်ကလည်းအယမ်းဆောင်နေတော့ဘလို့စားကောင်းလို့စားကောင်းမှန်းကိုမသိဘိုက်တင်းကားနေအောင်စားပလိုက်တယ်အေးရော ကဲဒီနေ့ကတော့ပတ်စံကုံတော့မယ်နေ့တနေ့လေးရဲ့အစမှာအဲပတ်စံမကုံခင်တော့စိတ်ချမ်းသာကိုချမ်းမာနဲ့ပဲများနေပါဗါဒီနေ့ရဲ့အဓိကရွေချက်ကတော့လက်သေးပြင်မှုနဲ့ဖက်နှက်ဝယ်ဖို့ပါလက်သေးရဲ့အခြေအနေလေးကိုလည်းကြည့်လိုက်ပါအောင်မပြင်မနေရပြင်ဖို့ပြင်ရတော့မယ် quality လေးရောအယောင်လေးရောဒီဇိုင်းလေးရောအရန်ကြိုက်ပြင်မယ်မတက်နိုင်ဘူးလေနော်ပြင်ရတော့မှာပေါ့အဲအရင်ဆုံးဆိုင်းနေနှစ်လမ်းနဲ့ကနေပြီးဖက်နှက်ရင်သွားဝယ်ပါမယ်ဖက်နှက်ကလေသာဘူးလေးတွေရောက်တယ်ဆိုလို့ကောက်ကလိုချင်လို့သွားလိုက်တာဒါပေမဲ့အဲ့လေသာဘူးလေးအရန်လာတယ်အရန်လဲလိုက်တယ်ဒါပေမဲ့ အဲနည်းနည်းလေးလမ်းလျှောက်ရတာလေးပြီးတော့လျှောက်လို့မကောင်းဘောနော် confirm မဖြစ်နေဘူးအဲဒါကြောင့်မလို့တခြားဟာလေးလည်း try ကြည့်လိုက်တယ်အဓိကလူကျင်တာလဲတာဘူးဆိုပေမဲ့လဲတာဘူးကလုံးဝအဆင်မပြေနေပါဘူးတည်ရန်မှလှနေပြီမဲ့အဲ့ဒါနဲ့ဒီဟာလေးအဲကောက်တို့ထမိန်နေပိုင်းနဲ့ဝေလို့ရှိရင်ဒါလေးအဆင်ပြေမဲ့ဆိုပြီးတော့ဒါလေးဘောနော်အဲလမ်းလျှောက်ကြည့်လိုက်တော့လေအရက်ပိုရှည်ပြီးတော့တွေသွားတဲ့ပုံစံပေါက်တော့အဲ့ဒါလေးပဲယူလိုက်ပါတယ်ခုနဘေးနားနေပြီးတော့မဝဲမနဲ့ဝတ်ကြည့်နေကောင်မလေးဘာလို့လုံးမသိပထမအဦးဆုံးခဏဝယ်လိုက်ပါပြီစုံစမ်းကြိုပေးရပါတယ် နောက်ထပ်ဆပရိကနေပြီးတော့ဝယ်လာရတော့မရိုက်ခဲ့အောင်လူရမ်းများနေတော့အဲဆပရိကဝယ်လာလဲဘယ်လောက်လဲမသိဘူးတော်တော်တော့ကုန်သွားတယ်ပြီးတော့အခုကောက်လက်သေးပြင်မယ်ပေါ့နော်လက်သေးလေးကအဲ န်လက်သေးပြင်လိုက်တာဘယ်လောက်ကျလဲဆိုတော့၄000ကျော်လောက်ကျတယ်ဖြတ်တာပါညာနဲ့ဆိုတော့၄000ကျော်လောက်ကျတယ်ပြီးတော့စကားမဆက်စပရိရှိကနေပြီးတော့အကင်တွေကိုအဲ့လိုမျိုးရောင်းနေရလုံးဝဝင်မစားနဲ့ချင်းဆုံနေရပဲလုံးဝမကောင်းပါဘူးအခုကောက်ဆိုးလာတဲ့လက်သေးအခြေအနေလေးရတော့ quality လေးတော့တော်တော်လေးကိုကောင်းတယ် quality နဲ့သူတို့ရဲ့ဒီဘယ်လိုပြောလဲ service ကတော်တော်လေးကိုအဆင်ပြေတယ်ပေါ့နော်အဲ့နောက်ဆုံးတော့အဲ့ကြော်ပါဝါကြီးပေါ့နော်အရန်လာသွားပြီပြီးတော့ပူပူကြီးစပင်သွားညတ်တာလိုက်ပြီးနေအချိန်မှာ ਨੇ ပါပေးများပါညာပေါ့ office ချက်ပါညာပေါ့လေအဲ့ရမ်းမိုက်နေတယ်လေပြီးတော့ခုံလေးရမ်းဖြစ်နေရသေးတယ်ခုံကလည်းလာပြီး ြီးသူများရဲ့ကင်မရာပရဝုံနဲ့ကိုသူကလာရပေါ့လေအဲ့ဒါနဲ့ကန်ထုတ်လိုက်တယ်အေးရောတည့်ရဲ့အတိုင်းပဲလက်သေးလှုပ်ပြီးတက်ကာလာအဲ့လက်သေးကိုပြတာအမောဘိုင်လုံးနေမှမသိဘာလို့လို့ဟမ်လက်ကလေးကအဲ့ညနာနောက်သွားကတ်လက်သေးအရန်လာနေပြီးတော့ဘိုက်ကအရန်စာနေပါပြီစာနေတော့အဲ့ဆလုံး အောက်တက်တဲကဆိုင်လေးတရုပ်ဆိုင်လေးပေါ့နော်ဒင်းချမ်းနေပါတယ်တော်တော်လေးစားကောင်းတယ်ကောက်အသေးတန်ဒီမှာလည်းအဝအပြေစားပြီးအိမ်ကပါဆယ်ထုတ်သွားတာအောင်မှာ9000ကျော်10000ဝန်းကျင်လောက်တွက်ကြရပေါ့နော်ဒါပေမဲ့အရန်တန်တယ်လို့ကန်စားရပါတယ်အရသာကော quality ရောတော်တော်လေးစားကောင်းခဲ့ပါတယ်ပြီးတော့အဲပါဆယ်ရေးပညာထုတ်ပြီးတော့အိမ်ပြန်มาပေါ့လေနော်ဒါကတော့စားတက်ဖြက်လေးပါအဲကင်မရာကိုမတိတ်လို့အောင်ပြန်လှည့်လိုက်ပြီးတော့အသေးတန်ပြန်စားမကောက်ကပြောလိုက်ရင်တော့ဝေးချမယ်ဝေးချမယ်နဲ့ပြီးရင်ဒီလိုဘာဖြစ်လို့အသေးတန်နေစားနေလဲဆိုပြီးတော့တွေးနေရမလားဘာ မှအရှိအတွင်းမနေနဲ့ကောက်ကဝိတ်ကမနှက်ဖြံမှချမှဒီနေ့ကတော့မချတော့ဘူးဒီနေ့ကတော့အဝစားလိုက်တော့မယ်မနှက်ဖြံကြရင်တကယ်ဝိတ်ချမှတကယ်ပင်အောင်ကျူးစားတော့မှာနော်အဲဒါကြောင့်မို့ဘာမှစိတ်မပူပါနဲ့မနှက်ဖြံရှိနေသေးပြီးဝိတ်ချလို့ရပါတယ်ကဲစားလို့တောက်လို့လည်းပြီးပြီဆိုတော့အိမ်ပြန်မာတော့မယ်အိမ်ရအသေးသက်ဖုန်းနေဆက်နေပါပြီဒါကတော့အိမ်ပြန်မို့အဲပါဆယ်ထုတ်သွားတာပေါ့နော်ဖြစ်ချင်တော့အိမ်ပြန်နဲ့လမ်းမှာလည်းမိုးတွေကရွာနဲ့ကားတွေကလည်းကြက်မတက်နိုင်ဘူးလေနော်အဲတော့အိမ်ပြန်မာတော့မယ်အားလုံးပဲတက်တာဗီဒီယိုလေးအဆုံးထိကြည့်ပြီးတော့ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်တက်တာအပွားအင်းအင်း 嗯。